အားလုံးပဲမင်္ဂလာပါ weekend sport ကနေပြန်လည်ကြိုဆိုလိုက်တယ်ကျွန်တော်တနင်္ဂနွေညအတွက်လိမ့်တစ်ခုချင်းစီကအကောင်းဆုံးတပွဲစီရွေးချယ်ထားတယ်အဲ့တော့ကျွန်တော်တို့တနင်္ဂနွေအတွက်ကိုကျွန်တော်တို့ပြတ်မှတ်သုံးခုကျွန်တော်တို့ရွေးချယ်ထားပါတယ်ပထမဆုံးပြတ်မှတ်တဲ့ကျွန်တော်တို့ Premier League ပွဲစဉ်ကနေကျွန်တော် Man City နဲ့ဘုံပွဲစဉ်မှာဆရာရဲ့ Man City ဘာကိုရွေးချယ်မလဲကျွန်တော် Man City ကိုရွေးချယ်ထားတယ်ဆရာ ဘာကြောင့်လဲဆိုရင်2015 2016 2018 2018ပေါ့နော်ဟိုဂွာဒီယိုလာရောက်လာပြီးရဲ့နောက်ပိုင်းဒီမှာပြန်ကြည့်ပြန်ရမယ်ဖြစ်ဖြစ်ဒီဘုံမောက်ကိုလက်ခံကစားခဲ့တဲ့ပွဲတင်တွေမှာ၈ပွဲကစားပြီးရဲ့ချိန်မှာ၈ပွဲစလုံးနိုင်ထားတယ်။တေးပွဲလည်းမရှိရှုံးပွဲလည်းမရှိတပွဲကိုအနည်းဆုံး2ဂိုးသွင်းထားနိုင်တယ်ဟိုတိုက်ဖစ်ကိုပိုင်ဆိုင်ထားတယ်ပေါ့နော်ဒီနေရာမှာဟိုဘုံမောက်ကိုပေးခဲ့ရတဲ့အလွန်ဆုံး5ရေအတွက်တောင်တဂိုးထက်မပိုခဲ့ဘူးဆိုတော့မန်စီးတီးကဘုံမောက်နဲ့ထိတဲ့တွေ့ဆုံနဲ့ပွဲတင်တွေမှာတော်တော်လေး ိတ်ဝင်းလုံးနိုင်စွာအားကောင်းတယ်လို့မန်စီးတီးရဲ့နောက်ဆုံးအိတ်ဝင်း၄ဘွဲ့ကိုပြန်ကြည့်ပြန်တော့လေကျွန်တော်မန်ယူ၃ဂိုးသွင်းတယ်နာပိုလီ၂ဂိုးသွင်းတယ်ဘန်လီ၅ဂိုးသွင်းခဲ့ပြီးတော့အက်ဗာတန်ကို၂ဂိုးသွင်းထားနိုင်တယ်တိုက်စစ်ပိုင်းကတဘွဲ့ကိုအနေဆုံး၂ဂိုးရထားတဲ့အနေအထားမျိုးရှိတယ်တပတ်ကကျွန်တော်ဘုံမောက်ကိုပြန်ကြည့်ပြန်တော့လေဘုံမောက်ကတော်တော်လေးလုံးနိုင်စွာအားကောင်းနေတယ်ကျွန်တော်နောက်ဆုံးဒီ၇ဘွဲ့ဆက်ကိုရှုံးဝဲမရှိတော့လိမ့်ကမှာသူနောက်ဆုံး breath ကိုရှုံးခဲ့တာဆိုတော့ကျွန်တော်ဒီနေရာမှာပြန်ကြည့်မယ်ဆိုရင် ဘုံမောက်ရဲ့အဝေးဝန်းပွဲတွေမှာလီတို့ခရစ်စတယ်ပဲလို့တဲ့ဘုံပွဲတွေမှာသူတကယ်ကိုလုံးနိုင်ဆုံးအားကောင်းခဲ့တယ်ပေါ့နော်တူတူတူပြီးတူပြီးလီတို့ရလက်မျိုးတွေနိုင်ခဲ့တယ်စပောက်နောက်ဆုံးနိုင်ခဲ့တယ်ပေါ့နော်ဟိုနောက်ဆုံးအဝေးဝန်း၃ဘွဲ့ဆက်တိရှုံးဝဲမရှိတော့ဘူးဒါပေမဲ့အဒီနောက်ဆုံးပြင်းပြတဲ့အဝေးဝန်း၄ဘွဲ့မှာပြန်ကြည့်မယ်ဆိုရင်သူဂိုးမပေးခဲ့ရစပောက်နဲ့တစ်ဘွဲ့ပဲရှိရလီဗာပူး၄ဂိုးပေးခဲ့ရလီနဲ့ခရစ်စတယ်ပဲလေးကို၂ဂိုးနဲ့၃ဂိုးပေးခဲ့ရတယ်တိုက်စစ်ပိုင်းကတွင်းဂိုးလုံးနိုင်ဆုံးအားကောင်းတယ်ဆိုပေမဲ့တကယ်တမ်းပြန်ကြည့်ပြန်ရင်ဘုံမောက်ရဲ့ခန်းစစ်ပိုင်းကအဝေးဝန်းမှာယော်ရဲနေတာတွေ့ရတယ်အာနောက်တစ်ချက်ကကျွန်တော်ပြန်ကြည့်မယ်ဆိုရင်လည်းဘုံမ ောက်ရဲ့အဝေးကွင်းဒီပြင်းပြလေးအဝေးကွင်းနောက်ဆုံးဒီကျွန်တော်ကိုပွဲလောက်ကိုပြန်ကြည့်မယ်ဆိုရင်အဝေးကွင်း2ပွဲပဲနိုင်ခဲ့တာတော်တွေ့ရတယ်3ပွဲရှုံးခဲ့တယ်ဟို5ပွဲလောက်ကဟိုတည်ရကြခဲ့တယ်ဆိုတော့အဝေးကွင်းမှာအဲ့ဒီကိုပွဲ7ပွဲသလောက်ကိုပြန်ကြည့်မယ်ဆိုရင်တော့မှာပဲသူဂိုးမပေးခဲ့ရတာစပန်ရဲ့ ခရစ်စတပဲလေးပဲရှိခဲ့တယ်ဒီရာသီမှာဆိုရင်လည်းခရစ်စတပဲလေးကိုအသုံးပြန်ပေးခဲ့ရဆိုတော့အစင်နာပိုင်းမှာ EDM မှာဘုံမောက်လာကစားတိုင်းမှာမန်စီးတို့တပွဲအနေဆုံး2ဂိုးပေးနေရတဲ့အနေဒါမန်စီးတီးရဲ့လက်ရှိအိမ်ကွန်းတပွဲအနေဆုံး2ဂိုးသင်းထားနိုင်တဲ့အနေထားနဲ့ဆိုရင်လက်ရှိဖွင့်လှစ်မှုရဆိုရင်တော့အပိတ်သူတွေကိုဟိုပြားဆုံးရင်းပြီးအပိတ်ခိုင်းအပိတ်ခိုင်းတဲ့ပုံစံမျိုးပဲဖြစ်တယ်ကျွန်တော်ကတော့မန်စီးတီးအနေဆုံး190ပါဆိုရင်တကယ်တော့ဘုံမောက်ကဟိုဟာဖလားအတွက်တောင်မှဟိုဟာအာဆင်နယ်အနီးကပ်ဆုံးထိန်းချောင်းနိုင်တဲ့ရန်သူဖြစ်လာ။ဒါကြောင့်လည်းဆိုတော့တစ်ဖက်မှာမန်စီးတီးက ဒီယာဒီအစမှာနည်းနည်းယာပြီးတော့မှခြေစုံပြန်ကောင်းပြီးဗီလာဘက်မှာအက်စတွန်ဗီလာကိုရှုံးသွားတဲ့အတွက်ကြောင့်မလို့ဟိုကအာဆင်နယ်ပြန်လိုက်မိဖို့အတွက်ကသူ့ဘွယ်ကဒီဘွယ်ကအလင်းမြန်ပြန်နိုးထားမယ်အနေအထားမျိုးဖြစ်နေတယ်နော်တစ်ဖက်ကလည်းဘုံမောက်ကလည်းဒါအချိန်တော့မဟုတ်နောက်ဆုံးဒီဒီနောက်ဆုံးရှစ်ဘွယ်ကရှုံးဝဲမရှိဘဲနဲ့ဒါရှုံးဝဲမရှိအခြေစားဆုံးစံချိန်ကိုဒါဘုံမောက်ကတင်လာတာအစင်လာမှာတော့တခုတော့ရှိတာပေါ့နော်ကျွန်တော်တို့အတွက်အားသာချက်တခုကိုပြန်စင်းလာတဲ့ကောင်လက်ရှိခြေစုံပုံစံအပြင်ကိုအစင်လာကိုလည်းနည်းနည်းကျွန်တော် short တော့လို့မရအောင်အစင်လာမှာတော့နောက်ဆုံးရှစ်တင်ဆုံးဘုံမောက်ကိုဘုံမောက်ကမန်စီးတီးကိုမနိုင်ဘူးမနိုင်တဲ့အနေအထားမျိုး အနေမှာတော့ကျွန်တော်တို့လက်တတော်မှာအမှတ်လဲကွာဟချက်ကလည်းချိန်မြောက်မှုလို့ဒါပြင်းနဲ့ပေါ်ချက်တွေပြီးပေါ်ချက်တွေလည်းမန်စီးတီးရယ်ရှိနေတဲ့အတွက်ကြောင့်မလို့ဘာပြောပြောဘုံမောက်လို့အသင်းမျိုးကျွန်တော်ဂျေးအောင်လာများတဲ့အသင်းမျိုးဖြစ်နေတဲ့ဟာမျိုးမှာတော့လက်ရှိဖွင့်ထားတဲ့အာရှဇီးနဲ့အနေကြတော့ကျွန်တော်တို့ကမန်စီးတီးကိုတော့စုံစားရမှာပဲဗျာနော်မန်စီးတီးကိုလိုပဲဖြစ်တာကောင်းတယ်အဲ့တော့ကျွန်တော်တို့ပထမပြစ်မှတ်နေတဲ့တော့ကျွန်တော်တို့မန်စီးတီးတင်းကိုရွေးချယ်လိုက်ပြီဒုတိယပြစ်မှတ်နေတဲ့ကျွန်တော်စီးရီးတဲ့ကဖွန်ဒီနာနဲ့ဖွန်ဒီနာနဲ့ဟုတ်ပါလက်ရှိဟုတ်ကဲ့ဆိုတော့လက်ရှိဝမ်ဘလက်30ပေးထားပြီပေါ့နော်ဖွန်ဒီနာဟို စီးရီမှာနိုင်ပွဲမရသေးတဲ့အတင်းကလက်ရှိချိန်ကနိုင်ပွဲဖီယိုဒီနာပဲဟုတ်ဖီယိုဒီနာအပောင်ဝင်ပေါ်တော့အဲ့လေးတင်းရရာသီစာတွေကနိုင်နုနိုင်နုနဲ့ဟုတ်တယ်ဟိုသိရမလားအာပေးရနုအာပေးရနုဒီနေရာမှာပြီးသားဗီယိုနာဂျီနိုကတော့တကယ်ကိုဟိုမထိုက်တန်တော့ဘူးလို့ပြောလို့ရတဲ့အနေအားမျိုးဖီယိုဒီနာကိုတော့ကျွန်တော်နည်းနည်းလေးစောင့်ကြည့်ခြင်းနဲ့သူအခုတွေ့ရမဲ့လက်ရှိဆိုတာကလည်းဒီရာသီမှာတပွဲပဲနိုင်တာ၃ပွဲသေးနေ၅ပွဲရှုံးတာရာကို9ကိုပေးကို14ကိုပဲ ရှိထားတဲ့အသင်းဆိုတော့ဖန်တီနာအနေနဲ့ဒီလိုပွဲစဉ်မျိုးကတော့နိုင်သိမ့်ပြီလို့ခံစားရတယ်ပေါ့နော်ဒါပြီးရင်ကွင်းဖန်လိမ့်မှာကစားရတယ်ဆိုပေမဲ့အဲ့ဒါပြီးရင်သူပြန်တွေ့ရမှာကဂျီနိုဝါနဲ့သူနိုင်ပွဲမရသေးတဲ့ဂျီနိုဝါနဲ့အဝေးကွင်းအဲ့ဒါပြီးရင်ဂျူပီတက်ဆိုတော့အဲ့ဒါပြီးရင်အတလန်တာဆိုတော့သူ့အနေနဲ့ပွဲချက်ကာလကိုစရပြီးဖြတ်မဖြတ်တန်းခင်ဒီပွဲစဉ်ကအချောင်ဆုံးလို့ပြောရမှာပေါ့ဟုတ်ဆရာဟိုဖန်တီနာအနေနဲ့လက်ချီကိုလက်ခံကစားခဲ့တဲ့ပွဲ၁၀ပွဲရှိရဲ၄ပွဲနိုင်၂ပွဲတည်နေ၄ပွဲရှုံးလာတယ်နောက်ဆုံးလက်ခံကစားခဲ့တဲ့၃ပွဲမှာဆိုရင်တော့1 3 2 1 3 အဲဒီနေ့မှာပြန်ကြည့်မယ်ဆိုရင်တော့ဒီဈေးတန်းကဖရန်တီနာအနေနဲ့လက်ချီကိုပေးခဲ့တဲ့ဈေးတန်းမျိုးတွေကဈေးတန်းပဲပေါ့နော်ဟိုဒီနေ့မှာဟိုဖရန်တီနာရဲ့အိတ်ကွင်းနောက်ဆုံးပွဲတင်တွေကိုပြန်ကြည့်မယ်ဆိုရင်ကျွန်တော်လိပ်ပွဲတင်နေနေဆိုရင်ဘူလောနာကိုတူတူကြားခဲ့တယ်အဲ့ဒီမတိုင်ခင်ထိကိုပြန်ကြည့်မယ်ဆိုရင်တော့နာပိုလီကိုမရူမာဆိုတာဒီရသည်ဟို CVA မှာနည်းနည်းလေးလုံနိုင်စွမ်းအကောင်းနေတဲ့အသင်းတွေကြီးရယ်လို့ပြောလို့ရတယ်ဒါပေမဲ့သူကဂိုးလဲသွင်းဂိုးလဲပေးပုံစံမျိုးနဲ့ရှိနေတယ် အဒီပွဲတင်တော့လက်ချီရဲ့လုံနိုင်စွမ်းအပိုင်းနဲ့29ရဲ့အိမ်ဝင်းလုံနိုင်စွမ်းအပိုင်းမှာဆိုရင်29ဒီလိုပွဲတင်မျိုးတော့အနည်းဆုံးတကူနဲ့တော့နိုင်တဲ့နိုင်တဲ့နဲ့ဟုတ်နောက်တစ်ချက်ကပြအာရှအစည်းအနေအထားမှာလည်း1 plus 30ပေါ့နော်29 1 plus 30ကဒါဘူကီယာဖီယိုနီနောက်အပိုင်းယူထားတဲ့သဘောရှိတယ်။ဘာကြောင့်လဲဆိုတော့ CD ရဲ့6ပွဲဆက်တိုက်လည်းနိုင်ခွင့်မရသေးဘူး။အိမ်ဝင်းမှာလည်း6ပွဲဆက်တိုက်တော့ဒါကျွန်တော်တို့ကနိုင်ခွင့်မရသေးတဲ့အနေအထားမျိုးဖြစ်နေတဲ့ဖီယိုနီနာဒီပွဲကတော့အပိုင်းလို့တော့ကျွန်တော်ဆိုချင်တယ် ကြေးအောင်နိုင်ကျင်းစားတယ်50လီတက်မှာ100ကျန်လုံးရှိတယ်။ဘာကြောင့်အပိုင်လို့ဆိုတော့ခြေကုံထုတ်လာမယ်ပို့ရင်။သူဒီပွဲမှာမနိုင်သူတော်တော်အဆင်ပဲ။တစ်ချက်တစ်ဖက်ကကျွန်တော်ပြောမယ်လက်ချီကယာဒီကုံရင်လက်ချီတို့အသင်းကတမ်းစင်းရယူတာဖိုကတ်ထားရမယ်အသင်းမျိုး။အဲ့လိုအသင်းမျိုးရဲ့အနေအထားမျိုးမှာတော့ဖီယိုတီနာကျွန်တော်နေနဲ့အခုပွဲမှာပြီးနောက်ဆုံးပြီးကျွန်တော်ပြောမယ်ဒီပွဲပြီးရင်ဒီနိုဝင်ဘာလောက်ကုန်လောက်မှာဖီယိုတီနာအိမ်ကွင်းမှာပဲဂျူဘင်နဲ့ကစားရမှာ။အဲ့တော့အဲ့အိတ်ကွင်းမှာဂျူဗင်နက်နဲ့ကစားခဲ့မှာဒီအိတ်ကွင်းလက်ချီလိုနဲ့အတင်းနဲ့ခြောင်နဲ့ပွဲမျိုးမှာဖီယိုနီနာအနိုင်ယူမကစားနိုင်ဘူးဆိုရင် ီယိုဒီနာဖီယိုဒီနာမဟုတ်တော့အဲကျွန်တော်အားကြီးပြောရတယ်အဲဖီယိုဒီနာမဟုတ်တော့အဲ့တော့ခြေကုံထုတ်လာမယ်ဖီယိုဒီနာ130နိုင်မှာကြီးအောင်နိုင်နေတယ်များတဲ့အတွက်ကြောင့်ဘာပြောပြောဟိုနောက်တစ်ချက်ချက်လေးပဲ तू ကသူ့ရဲ့ပလေးခံလေးမှာလည်းအားနဲ့ချက်လေးရရှိတာပေါ့နော်ဒါအဲ့တော့သူ့ကိုနိုင်ခွဲနဲ့ဝေးထုတ်ဝေးနေတဲ့နေရာမှာတူးကြီးလူကတ်တဲ့နေရာမှာခန်းစစ်ပိုင်းအားနဲ့လာတယ်ရှိတယ်ဒီလောင်းရှော့လေးအဝေးဝကန်တင်းချက်တွေကိုပီပီပီမင်းနဲ့ရှင်းထုတ်တဲ့နေရာမှာအားနဲ့ချက်လေးရှိတယ်ဒီဟာလေးတွေကိုပြင်ဆင်နိုင်မယ်ဆိုရင်တခုတော့ရှိတယ်လက်ကြီးကဘာတိုက်စင်မှမရှိဘူးအဲ့တော့ဒီအဲ့ဒီသူ့ရဲ့အားနဲ့ချက်ကဒီပွဲစဉ်မှာအရင်အလုပ် များပြီးတော့ဗျာကျွန်တော်ထည့်သွင်းစဉ်းစားရနေမယ်အနေထားတော့မဟုတ်ဘူးလို့ကျွန်တော်မြင်တယ်မြင်တဲ့အတွက်ကြောင့်လက်တော်မှာလည်းနိုင်ခွင့်ရတယ်ကိုယ်ဝက်ဆက်တော့ပျောက်နေတဲ့အခြေအနေသားမျိုးမှာလက်ချီတို့အသင်းကိုပြီးရင်ဂျူဗင်နက်နဲ့လာကုန်တော့မှာဒီလူလုံးရောကုန်တော့မှာအင်ကွင်းကစားမယ်ပွဲမတိုင်ခင်မှာလက်ချီတို့အသင်းကိုအင်ကွင်းပြိသက်ရှေ့မှောက်မှာတော့ဖီယိုနီနာမဖြစ်မနေတလုံးနဲ့တော့အနိုင်တော့ဘယ်တော့ဘူးနိုင်နိုင်တယ်ဗျာဒီလူလုံးနဲ့နိုင်ကုန်နိုင်နေတယ်ယူဆတယ်အဲ့တော့ဖီယိုနီနာကိုကျွန်တော်ကတင်းငွေတွေများအတွက်တော့ဟိုဘူဂီယုံထားတဲ့အပိုင်အသင်းလို့တော့ကျွန်တော်ကရွေးချယ်ခြင်းတယ်နော်ဟုတ်ဆရာဟိုနောက်တစ်ပွဲအနေနဲ့လာလီဂါတွေက11နဲ့11နဲ့အစပန်ယူပွဲဟုတ် ဟိုအလာဘက်နဲ့ဒီအစပန်ယူပွဲလို့ကျွန်တော်ဘော်ဒီအနေနဲ့တော့ကျွန်တော်အစပန်ယူရွေးချယ်တာလေတီးရတယ်ဟိုအလာဘက်ကနေမှဟိုမြန်မာဈေးနှုန်းရလို့ level 30ပေါ့နော်ဟိုကဟိုအရှာဈေးနှုန်းမှာဆို0.25လောက်ပေါက်လိမ့်မယ်အဲ့တော့ဈေးနှုန်းမှာဒီအစပန်ယူရဲ့ကြီးအောင်နေကြီးက50လီတာတုန်းက100ရာခိုင်နှုန်းတော့ရှိနေတာတော်တော်များရတယ် ားတဲ့အချိန်မှာကျွန်တော်တော့အစပန်ညိုရွေးတယ်။ဘာကြောင့်လဲဆိုတော့အလာဘတက်စစ်ကလက်ခုနောက်ပိုင်းမှာဂိုးရဖို့တော်တော်ရုံးကန်နေရတဲ့တိုက်စစ်ကိုကျွန်တော်တွေ့ရတယ်နော်။လိနောက်ဆုံးနှစ်ပွဲဆုံးကအလာဘတက်စစ်ကဂိုးမရအောင်ဂိုးဂိုးရတာတော့မတွေ့ရဘူး။အိမ်ဝင်နောက်ဆုံး၈ပွဲမှာလည်းအလာဘတ်နေတကိုးထက်ပိုပြီးတွင်းနိုင်တဲ့ပွဲကနှစ်ပွဲပဲရှိတာတော့တွေ့ရတယ်။ဟုတ်ဆရာ။အဲ့တော့ဘောလုံးကိုပြီးနောက်တစ်ချက်ကကိုချစ်တော်ထဲမှာပြောကျွန်တော် possession gain လို့ပေါ့ကိုချစ်တော်ထဲမှာအချိန်ကြာကြာကိုင်းမကစားနိုင်ဘူးနောက်တစ်ခါအဆုံးတက်ဂိုးသွင်းမှုညံဖင်းမှုတွေကဒါအလာဘက်ရဲ့ဂိုးရဖို့ရုံးငယ်ရမှုမှာအဓိကအကြောင်းအချက်တစ်ခုလို့ ကျွန်တော်တို့ယူဆတယ်အဲတစ်ဖက်ကကျွန်တော်အစပန်ညိုပြန်ကြည့်မယ်အစပန်ညိုကကျတိုက်စစ်ကစားအတွက်ဂိုးသင်းခွင့်လေးတွေတော်တော်ဖန်တီးနိုင်တာကိုသူ့ရဲ့နောက်ဆုံးပွဲစဉ်တွေမှာကျွန်တော်တို့တွေ့ရတယ်ပြီးတော့နောက်တစ်ချက် set piece ပေါ့နော် set piece ဆိုဒီတီကန်မောတွေနေရာမှာဒီ attacking လုပ်တဲ့တိုက်စစ်ဆင်တဲ့နေရာတွေမှာအစပန်ညိုရဲ့အားသာချက်တွေကိုကျွန်တော်တွေ့ရတယ်ပြီးတော့ဘောလုံးအဖြတ်ဘောလုံးဒီအဖြတ်လေးတွေဒီအဖြတ်တွေအပို့တွေမှာတင်တက်နေတာကိုကျွန်တော်တွေ့ရတယ်ဖြတ်ပို့လာတယ်ပေါ့ cross တွေမှာပို့ဒီ passing တွေမှာဖြတ်ပို့လာတယ်တင်တက်နေတာကိုကျွန်တော်တွေ့ရတယ်ခံစစ်ကစားပုံကလည်းအစပန်ညိုကတည်ငြိမ်လာဒီနောက်ဆုံးနှစ်ပွဲဆက်မှာပေးဖို့မရှိပဲ နိုင်ပွဲရလာတဲ့ Espanyol ရဲ့ခံစားဆိုတော့ဒီပွဲမှာဟိုပြီးတော့နောက်တစ်ဆက်ကလည်းအဝေးအလိအဝေးခွင့်တစ်ပွဲဆက်ကိုလည်းပေးဖို့က Espanyol ရှိမှသာဘူးအဲ့တော့ဒီနေသားမှာ Alaves ကဂိုးရဖို့တော်တော်ရုန်းကန်နေရတယ်တိုက်စစ်နေဆိုရင်တော့ဒီပွဲစဉ်ကဘယ်လိုပဲဖြစ်နေ Espanyol မရှုံးတော့ဘူးအနည်းဆုံးတည်ရတော့အနည်းဆုံးတည်ရတော့ကစားနိုင်တယ်လို့ကျွန်တော်တို့ယူဆတယ်ကြေးအောင်နိုင်ကြတယ်လည်း Espanyol များတယ်တော့ဒီပွဲစဉ်ကျွန်တော် Espanyol ပဲယူချင်ဟုတ်ဆရာ ကျွန်တော်ကလည်းဒီပွဲတင်မှာပြန်ကြည့်မယ်ဆိုရင်အလာဘက်အိမ်ဝင်ရောက်တိုင်းမှာတော့အစပန်ညူကဟိုလောက်လောက်ငါငါရက်လက်ကောင်းခဲ့တာတော့မရှိဘူးအဲပြောမယ်ဆိုရင်နှစ်ပွဲသက်မနိုင်ခဲ့ဘူးပေါ့နော်အဲအဲ့တချက်တော့စိုးရင်ကြာတော့ရှိရ2003နောက်ပိုင်းရ2025လေးမှာပြန်ကြည့်မယ်ဆိုရင်စိုးရင်ကြာအနေငယ်တော့ရှိရဒါပေမဲ့ဟိုအစပန်ညူရဲ့လက်ရှိတရားတိလုံးနိုင်စွမ်းအားနဲ့ဆိုရင်အလာဘက်အိမ်ဝင်မှာအနည်းဆုံးတော့သေရနိုင်စွမ်းရှိရလို့ကျွန်တော်ထင်တယ်။ဘာလို့ဆိုတော့ ီရာဒီမှာအလာဘက်အနေဒါဆရာပြောသွားသလိုပဲပေါ့နော်ဟိုတကိုးတက်ပို့ရဖို့ရုံးကန်နေရတဲ့အနေဒါမျိုးကျွန်တော်တို့ဒီမှာဆိုရင်နောက်ဆုံးအိတ်ကွင်းပွဲဒီမှာပြန်ကြည့်မယ်ဆိုရင်နောက်ဆုံးအိတ်ကွင်း16ပွဲသူ့ရဲ့လာလီဂာအိတ်ကွင်း16ပွဲမှာသူနှစ်ဂိုးသွင်းနိုင်တဲ့ပွဲစဉ်ကနှစ်ပွဲပဲရှိရင်နှစ်ဂိုးနဲ့ဒီ၃ဂိုးသွင်းနိုင်တဲ့ပွဲလီဗန်ဒေးကိုနှစ်ဂိုးသွင်းတယ်ကျွန်တော်တို့ ဆိုတော့ဒီမှာပြန်ကြည့်မယ်ဆိုရင်တော့မှပဲအလာဗက်ရဲ့နောက်ဆုံးလာလီကအိမ်ကွန်း16ပွဲမှာဆိုသူ2ဂိုးနဲ့3ဂိုးသွင်းနိုင်ခဲ့ပွဲတင်2ပွဲပဲရှိတယ်။ကျန်တဲ့ပွဲတင်တွေမှာတဂိုးတဲ့ပုံမသွင်းနိုင်ဘူးဆိုတော့ဒီနေရာမှာအက်စပန်ညိုရဲ့ဒီရဒီအဝေးကွင်းလုံးနိုင်စွမ်းအားနဲ့ဆိုအက်စပန်ညိုဒါဥဆောင်ကိုတဂိုးလောက်ထိရသွားရင် အလာဘတ်တွေအလုံးစုံသိရလောက်ပဲမျောလင်းတာဗျာအဲဒီညမှာအစပန်ညိုရဲ့အဝေးကွင်းတိုက်ဖစ်ကောင်းလာဆိုတော့လေကျွန်တော်ဂီယိုနာနဲ့ရီယယ်မထွေကိုပဲ twin ကိုမ twin နိုင်ခဲ့တာကလွင်းရင်ကျန်တဲ့အဝေးကွင်းပွဲဒီမှာသူကလုံးနိုင်ဆုံးအချီရဲ့ကျွန်တော်ဆိုစီတက်ရီယယ် UV2 သူ့ထက်နိုင်တဲ့အသင်းသူနဲ့တာမန် level အသင်းနှမ်းမျိုးတွေမှာသူအနည်းဆုံးတော့သိရခံကစားနိုင်ဆုံးရှိရဲ့အော်ကျွန်တော်ဒီဘွဲတင်မှာအစပန်ညိုအနည်းဆုံးသိရကစားနိုင်သွားမယ်လို့ထင်တယ်ဗျာအစင်လာနောက်ဆုံးနှစ်ကြိမ်စလုံးမှာလည်းအစပန်ညိုကနိုင်ထားတယ်ရလည်းလည်းနိုင်တာအခြေလေးအောင်ခဲ့တယ်အဲ့ဒီအစင်လာကိုဆက်ထိမ့်မယ်လို့ယူဆတယ်လက်ရှိဟိုအလာဘက်ဟိုရုံးကန်နေရတဲ့အနေအထားမျိုးမှာအစပန်ညို ဟိုအနေဆုံးတည်ရရတယ်ဗျာဟိုနိုင်ဖို့တော့များသွားတဲ့အနေအထားမှာဂျာလီကာရဲ့ကြေးအောင်နှောင်းထဲမှာလည်းကြေးအောင်လာနေမှာလည်းသူလည်းပါအဆင့်နဲ့နေရမှာလည်းပါနေတဲ့အတွက်ကြောင့်လို့ဒါတော့ပါပြောဆိုကျွန်တော်တို့တင်းင်းဝင်ညရဲ့ဒုတိယပြစ်မှတ်အနေနဲ့တတိယပြစ်မှတ်တတိယပြစ်မှတ်အော်တတိယပြစ်မှတ်အနေနဲ့ကျွန်တော်တို့ Espanyol ကိုရွေးချယ်လိုက်ပါလေအဲ့တော့ကျွန်တော်တို့ပြန်ပြီးချုပ်ပြီးပါဦးဟုတ်ကျွန်တော်တို့ဒီတင်းင်းဝင်ညမှာဆိုရင်လက်တကူကျင်းသေးရအကောင်းဆုံးတကွဲအဖြစ်ပထမဦးဆုံးအနေနဲ့ Man City ball ကိုရွေးချယ်လိုက်တယ်ဒုတိယအနေနဲ့ကျွန်တော် Fiorentina ball ကိုရွေးချယ်လိုက်တယ်တတိယတစ်ခုအနေနဲ့ကတော့ကျွန်တော်တို့နောက်ဆုံးသုံးသပ်သွားတဲ့ Espanyol ကိုရွေးချယ်ပေးလိုက်ပါလေအားလုံးပဲအကျိုးမြတ်ရပါလိမ့်ဗျာ